အစိုးရနဲ့ SSPB တပ်တွေဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်ရှမ်းပြည်နယ်တောင်ပိုင်းကမိုင်းရှုမြို့နယ်၊မိုင်းနောက်မြို့နယ်နဲ့ဝါဟိုင်းဒေသကစာတင်ကျောင်း18ကျောင်းကျော်ပိတ်ထားရပါတယ်။အဲ့လိုစာတင်ကျောင်းတွေပိတ်ထားရတာကြောင့်ကလေးငယ်3000ဝန်းကျင်ဟာပညာသင်ကြားခွင့်ဆုံးရှုံးနေရပါတယ်။ အစိုးရစစ်အတန်းတွေဖြစ်တဲ့စတုဒ္ဒတန်းအထမတန်းနဲ့တက္ကသိုလ်ဝန်ထမ်းတွေဟာစံမေးပွဲနှိကပ်နေပြီဖြစ်တဲ့အတွက်အချိန်မီအကြောင်းတွေပြန်မဖွင့်နိုင်ဘူးဆိုရင်အဲ့ဒီအတန်းတွေကိုတက်ရောက်နေတဲ့ចောင်းသားတွေအတွက်အခက်အခဲတွေဖြစ်နိုင်ပါတယ်။ဒီတိုက်ပွဲဖြစ်နေတဲ့မိုင်းရှူမြို့နယ်မိုင်းနောင်မြို့နယ်နဲ့ကျွန်တော်တို့ဒီဝိုင်းဟိုင်းတဝိုင်းရရှိတဲ့ចောင်းတွေမဖွင့်ရပါဘူး။ဒါကိုထောင်ချီရှိပါတယ်။ဒါလုံးလုံးဆယ်ကျွန်တော်တို့ ဟိုဘလူးမှာလည်းအစိုးရဘက်ကလည်းဒါတာဝန်မခံရဲဘူးเนาะဒါဘလူးဖြစ်လာမလဲဆိုတာဒါလွန်ဆိုးရင်ရတဲ့အနေထားပါဒါတို့တို့ရဲ့ပညာရေးဟိုဘောနောတင်ယူခွင့်လည်းလည်းတော်တော်လေးရှုံးရှုံးရပါတယ်ဒါပေမဲ့ဒါကျွန်တော်တို့ဘလူးလို့ရှေ့ဆက်ကြတော့ကျွန်တော်တို့တို့တို့အတွက်ဘောနောဒီဆိုင်းမပွဲလဲဟိရွှေမှာမဟုတ်ဆိုတော့ဒါအတိကတော့ဟိုလေးတန်းပေါ့ရှစ်တန်းရယ်ဆယ်တန်းရယ်ဒါတော့တော်တော်လေးဟိုဆိုးရင်ရပါတယ်တို့တို့အတွက်လည်းဟိုခွင့်ရေးရှုံးရှုံးရတာဘောနော ဟုတ်ကဲ့ကျွန်တော်လာတဲ့လမ်းတစ်ချောင်းမှာကြောင်းနေအားလုံးပိတ်ထားတယ်။ကလေးအားလုံးလည်းဒုက္ခရောက်နေတယ်။ဒီမှာဘာသာစကားရအခက်အခဲရှိတယ်။ဒါပေမဲ့ကျွန်တော်တို့တကယ်လိုအပ်တဲ့နေရာမှာတကယ်ပညာရေးဖွင့်ခင်မီဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာဘယ်တော့မှမဖြစ်နိုင်ဘူး။ဒီလိုမျိုးငြိမ်းချမ်းမရအောင်ဆိုကျွန်တော်လှုပ်ဆောင်မဲ့အရာအားလုံးကလည်းလာရောကြီးတွေဖြစ်မှာမဟုတ်ဘူး။ကျောင်းလိုချင်တဲ့ပန်းတိုင်းကိုလည်းရောက်မှာမဟုတ်ဘူးကျောင်းလိုချင်ငင်း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 မှပညာမတက်ပဲငင်းငင်းယူလို့မရအောင်ကလေးတွေကဒီပညာမတက်ပဲနဲ့ဘယ်လိုငင်းငင်းကိုရယူမလဲနောက်ပြီးဒီလိုမျိုးထွက်ပြေးနေတဲ့ကိစ္စပြေးလွှားနေတဲ့ကိစ္စဒီလိုကြီးစံနေဘုံစံရင်ရမှာဘယ်လိုပညာသင်မလဲ ဒုက္ခသက်စကန်အချို့မှာတော့ကိုရူကိုရစာတင်ကြောင်းတွေဖွင့်နိုင်မှုစီစဉ်နေသလိုကလေးတွေပညာရေးအတွက်ကူညီတွေလည်းလိုအပ်နေပါတယ်။ကျမဝမ်းဟိုင်းကျောင်းရပါရှင်။လာဟိတကျောင်းရပါ။ခုယာယီတဲဆောက်ပြီးတော့တင်ဖို့တော့စီစဉ်ရှိရဲ့ရှင်။ ကလေးအတွက်တော့စာအုပ်တို့ခဲတံတို့တော့အဲပြီးတော့နေရာထိုင်ခင်းတွေခုံတွေပါတွေတော့လိုအပ်တယ်ရှင်စာအုပ်စာတန်းလောလောဆယ်တော့မရှိသေးဘူးလာလူတဲ့လူကမရှိသေးဘူးရှင်တကယ်လို့ယာယီတဲတွေရှိလို့ရှင်စာတင်ဖို့လဲဆရာဆရာမတွေလည်းရှိလို့မှရှင်လောလောဆယ်တော့မတင်ရသေးဘူးလေနော်တမီးနာမည်တော့နော်ဆိုင်မွန်ရှင်ပါဆော့ရွာလာရှင်တမီတို့ကတိုက်ပွဲဖြစ်လို့ဒီမှာလာနေနေရတာចောင်းတက်ရှင်နဲ့ဖြင့်အခုចောင်းမတက်ရအောင် အိမ်မြန်မြန်ပြန်ချင်တယ်။ကြောင်းလည်းမြန်မြန်တက်ချင်တယ်။ဒီလ23ရက်ကအစိုးရနဲ့ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ဘက်ကတာဝန်ရှိသူတွေစစ်ပွဲတွေရပ်တန့်ရေးကိစ္စအတွေ့အဆုံဆွေးနွေးခဲ့ပါတယ်။လက်ရှိမှာတိုက်ပွဲတွေရပ်ဆဲနေပြီဖြစ်ပေမဲ့ယာယီပိတ်ထားတဲ့စာတင်ကြောင်း18ကြောင်းပြန်ဖွင့်နိုင်ရေးမတိကျသေးပါဘူး။ ိုက်ပွဲတွေကြောင့်ပညာသင်ကြားခွင့်မရတဲ့ကလေးငယ်တွေအတွက်ရှမ်းလူငယ်ကွန်ရက်ကဒုက္ခသည်စခန်းတွေမှာပညာဆက်လက်သင်ကြားနိုင်ရေးဆောင်ရွက်ပေးနေပါတယ်။ကျောင်းသားမိဘတွေကကလေးငယ်တွေပညာသင်ကြားခွင့်မဆုံးရှုံးစေဖို့နဲ့ကျောင်းတွေအမြန်ဆုံးပြန်ဖွင့်နိုင်ဖို့မျှော်လင့်နေကြပါတယ်ခင်ဗျာ။